လောင်လုံးမြို့နယ်မှာလဲဆဲဓာအားရရှိပြတ်တောက်မှုနဲ့တကြောပြန်ကြုံတွေ့နေကြရပြန်ပါတယ်စတမလာ30ရက်ကလောင်လုံးမြို့ပေါ်တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစပြီးအခုလိုလျှက်စစ်မီပြတ်တောက်သွားခဲ့တာပါအဲ့ဒီနေ့ကတော်လိုင်းရင်ပူပေါင်းတပ်တွေဟာလောင်လုံးမြို့ပေါ်ဆက်အာနာရှင်တပ်တပ်ဆွဲထားတဲ့အထွေထွေအုပ်ချုပ်ရေးယုံနဲ့လဝကယုံတွေကိုဝင်ရောက်ပိတ်ခတ်ခဲ့ကြပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်တိုက်ပွဲထဲပိတ်ခတ်တဲ့ဂျီဆန်ကျို့ဟာမြို့နယ်လဲဆဲဓာအားခွဲယုံက 5MVA transformer ကိုကြည်ထိမှန်ပောက်ထွက်သွားခဲ့တယ်လို့ဒဝဲခရိုင်ကိုလျှက်စစ်တအားဖြန့်ဖြူးပေးနေတဲ့ Petroleum Trans Company ကထုတ်ပြန်ထားပါတယ်။ကြည်စံထိမှန်သွားတဲ့ transformer ပါဝင် ပစ္စည်းသွားလို့ပြန်အစားထိုးပြုပြင်ရမယ့်ဆက်ပစ္စည်းတွေဟာဒေသထဲအလွယ်တကူဝယ်ယူလို့မရတာကြောင့်မြွတ်နယ်တဲလှဲစစ်ပြတ်တော့မဲ့အချိန်ကြာနေတယ်လို့မြွတ်နယ်လှဲစစ်မှုကပြောပါတယ်ပစ္စည်းကဒီမှာမမရရင် နေရရင်ကျွန်တော်တို့ကဂျန်ကုန်မာဂျန်ကုန်မာလည်းမလုပ်ဘူးသူကတော်တော်ကိုများရတယ်ကသူတို့ကလုပ်ကြတာအနေဆုံးတပတ်ကနေ10ရက်ထိကြာနိုင်တယ်လို့မြို့နယ်လှည့်ဆက်မှုကခံမှန်းပြောဆိုထားပေမဲ့ဒေသခံတွေကတော့လက်ချီကြာနိုင်တယ်လို့ပြောဆိုနေကြပါတယ်လှည့်ဆက်တအားအခုလိုရက်ရှိပြတ်တောက်တာတွေကြောင့်မွေးမြူရေးသမားတွေ ဝက်ရှော့လုပ်ငန်းရှင်တွေစတီအလူမီနီယံတန်ပန်းလုပ်ငန်းတွေလိုမျိုးလှည့်စစ်ဓာတ်အားကိုမှီခိုရတဲ့လုပ်ငန်းရှင်တွေကတော့ညှိတွားနေကြပါတယ်။ဒေသခံချို့ကတော့ဆိုလာဘက်ထရီလိုမျိုးပစ္စည်းတွေကိုငွေကုန်ကြေးကျခံဝယ်ယူနေကြရပါတယ်။ဒါပြင်လချီကြာလှည့်စစ်ဓာတ်အားပြတ်တောက်ပါကဖုန်းတာဝါတိုင်းတွေအလုံးမလုံးတော့ပဲဆက်သွယ်ခက်ခဲတာတွေလည်းကြုံရလေရှိပြီးဖုန်းအားသွင်းဖို့ရေဆက်မုန်းဖို့ကအဆ အခက်အခဲတွေကြုံတွေ့နေကြရတယ်လို့ဒေတာခန်တွေကဆိုပါတယ်ဒီ debt drop ကြမှာဒီ media ကနာကိုပဲပြောနေကြတာပေါ့နော်ဒီလိုမျိုးရရှိဖြစ်တော့ကျွန်တော်တို့ကဘာဖြစ်တယ်ညာပြတဲ့ဒုက္ခဖြစ်တဲ့အကြောင်းရင်းတွေကတော့တမြုံဒီမြို့နယ်မှာကျွန်တော်တို့သွားသမျှနေရာတွေမှာဒီအစာနေကိုပဲကြားနေရတယ်ဆိုတော့ကကျွန်တော်တို့ဆိုးရှုံးမှုတွေရောအများကြီးပေါ့ဗျာဒါပေမဲ့တော်လန်ရင်းသမားတွေဘက်ကကျွန်တော်တို့ကြားရတာကတော့ သူတို့ဒီစက်စစ်ကြီးလုတ်တဲ့လုတ်တာမျိုးမဟုတ်ပဲနဲ့သူမတော်တဆထိခိုက်မိတယ်ဆိုတော့ပုံစံလေးမျိုးကိုသူတို့ကပြောဆိုတာမျိုးတော့ကျွန်တော်ကြားကြားရတာပေါ့နော်လလိုမျိုးတွေမှာဒီလိုရက်ရှည်လဲဆက်တအားပြတ်တောက်တာမျိုးတွေကမချာခဏဖြစ်ပွားနေတာပါပြီးခဲ့တဲ့မေလာကလည်းလလိုမျိုးပေါ်တိုက်ပွဲကြောင့်မြို့နယ်ထဲရပောင်း40ကျော်အကြာလဲဆက်တအားပြတ်တောက်ခဲ့ပြီးဒေသခံတွေအခက်အခဲကြုံခဲ့ရပါသေးတယ် မနေ့ကလည်းအခုလိုမျိုးတရင်ကြော့မီထုံးပွဲချင်းလောလောမျိုးအနီးကိုဆက်အာနာရှင်တက်ကစစ်ကြောင်းထုတ်လာလို့ဒေသခံတွေဟာလဲဆက်ဓာအားရရှိပြတ်တောက်ခဲ့ပါသေးတယ်။အဲ့ဒီအချိန်ကလည်းဒဝဲမြို့ကြီးပေါ်မှာတရင်ကြော့မီထုံးပွဲတော်နဲ့ရိုးရာတပိတ်မျောပွဲတော်ကိုမီးအောင်စုဖြင့်စီကားတက်မြိုက်နေချင်းထောင်ထဲချီတဲ့လောလောဒေသခံတွေကတော့ပွဲတော်ကာလကိုမမှုအားပဲအမောင်ထဲမှာပြေးလွှားပိုးဆောင်နေကြရတာလို့ဒေသခံတွေကပြောပါတယ်။ အခုဒီနေ့လဲတက်တိုင်ဆိုင်ဆိုင်ပဲမိထုံပွဲတော်နဲ့တပိတ်မျောပွဲတော်ကာလလောလောကျောဆွယ်ပေါ်မှာလှည့်ဆက်တအားပြတ်တောက်ပြီးဒေသခံတွေအမှောင်ထဲမှာနှစ်ပါးသွားကြရမယ့်အခြေစိုက်နေပါတယ်ခင်ဗျာ။